မြောက်ကိုရီးယားဟာလက်ရှိအချိန်မှာတိုက်ချင်းပြစ်ပယ်ထိန်ဒုံးကျည်နယ်ပယ်ကိုခြေချလာနေပြီဖြစ်ပြီးရှင်းနစ်မှာအမေရိကန်ထိရောက်အောင်တိုက်ခိုက်လို့ရနိုင်တဲ့စွမ်းရည်မျိုးရှိလာနိုင်ပေမဲ့သူတို့ရဲ့တိုက်ချင်းပြစ်ပယ်ထိန်ဒုံးကျည်ဟာနှီးပညာအရစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရဆဲပဲဖြစ်တယ်လို့အမေရိကန်ကျွမ်းကျင်သူတွေကသုံးသပ်ပြောကြားခဲ့ပါတယ်။ပြုံရန်အစိုးရဟာပထမဆုံးအနေနဲ့အရေးကြီးတဲ့နှီးပညာအဟန့်တားတွေကိုကြော်ဖြတ်ရမှာဖြစ်တယ်လို့လည်းအမေရိကန်ကျွမ်းကျင်ပညာရှင်တွေကဆက်လက်ပြောကြားပါတယ်။မြောက်ကိုရီးယားဟာတိုက်ချင်းပြစ်ပယ်ထိန်ဒုံးကျည်ကိုလူငယ်ကောင်းဆောင်ကင်ဂျုံအန် ရဲ့ကြီးကြပ်ကိုကဲမှုနဲ့အတူဇူလိုင်လအတွင်းနှစ်ကြိမ်ပြည့်လွတ်စမ်းသပ်ပြခဲ့ပြီးနိုင်ငံတကာအသိုင်းအဝိုင်းကိုအန်ဒီရဲ့အချက်ပေးခေါင်းလောင်းထိုးပြခဲ့ပါတယ်။ဇူလိုင်လအစောပိုင်းကမြောက်ကိုရီးယားတို့ပထမဆုံးကြိမ်အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တဲ့တိုက်ချင်းပြည်ပေတိန်တုံးကြီးဟာအမေရိကန်နိုင်ငံအလက်စကာပြည်နယ်အထိရောက်ရှိနိုင်တယ်လို့ပညာရှင်တွေကသုံးသပ်ပြထားခဲ့ပါတယ်။ အရင်နောက်ဇူလိုင်လနှောင်းပိုင်းမှာထပ်မံစမ်းသပ်ပြခဲ့တဲ့မြောက်ကိုရီးယားရဲ့တိုက်ချင်းဖြစ်ပေဒိန်ဒုံကြီးဟာပထမအကြိမ်ကထက်ပုံမှုအချိန်ကြာမြင့်စွာပြန်တန်းနိုင်ခဲ့ပြီးအဲ့ဒီဒုံကြီးဟာအမေရိကန်ရဲ့အနောက်ဘက်ကမ်းခြေတီးတိုင်ရောက်ရှိနိုင်တယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ပင်ဒဂွန်ရဲ့ကာကွယ်ရေးဆိုင်ရာထောက်လှမ်းရေးအေဂျင်စီကမြောက်ကိုရီးယားဟာလာမယ့်၈နှစ်မှာ၎င်းရဲ့တိုက်ချင်းပစ်ပယ်ထိန်ဒုံးကြီးမှာနျူကလ িয়ার ထိပ်ဖူးတက်ဆင်ပြီးပြစ်ခတ်နိုင်တော့မှာဖြစ်တယ်လို့ယုံကြည်နေကြကြောင်း ဒါဟာအေဂျင်စီကအစောပိုင်းယူဆထားတဲ့ကာလထက်နှစ်နှစ်ပိုမိုစောခဲ့ကြောင်းအမေရိကန်အာဏာပိုင်တွေရဲ့ပြောကြားချက်ကိုပြီးခဲ့တဲ့အပတ်က Washington Post သတင်းစာမှာဖော်ပြထားခဲ့ပါတယ်။